မဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာလ10ရက်နေ့နနက်ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့သကိုင်းတိုင်းဘူးတလင်းမြို့မှာတပြည်ပြင်းရွာတို့စစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ရာစစ်သားများထိခိုက်မှုများပြားပြီးကားဖြင့်တည်ယူသွားကြောင်းဘူးတလင်းမြို့နယ်ပကဖားမှာတာဝန်ရှိသူအဖြူရောင်ကျွက်ကလေးကပြောဆိုထားပါတယ် ဒီဇင်ဘာလ9ရက်နနက်10:55မိနစ်ခန့်တွင်ဘူးတလင်မြို့မှတပြည်ပင်ရွာသို့စစ်ကြောင်းထိုးရန်ထွက်လာသောအကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတက်ကြိုက်မှုအတွင်အကြံပတ်စစ်တပ်မှထိခိုက်မှုများပြပြီးဒဏ်ရာရရှိစစ်သားများကိုကားဖြင့်ဘူတလင်မျိုးစစ်တပ်အထိုင်းစခန်းသို့ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရပါသည်။ဒီနေ့မနက်ပိုင်းကဘူတလင်မျိုးနယ်ထဲကနေတပြေပင်ရွာတဲကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုကျွန်တော်တို့ဓာတ်ဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေးခြင်းကိုတော့အတိမပြုနိုင်သေးဘူးစစ်ခွေးတွေထိခိုက်မှုများပြပါတယ်တရားရစစ်ခွေးတွေကိုကားနဲ့ဘူးတလင်းမျိုးထိုင်းစခန်းကိုပြန်ပို့လိုက်တယ်လို့သိရတယ်ဟုဘူးတလင်းမျိုးနဲ့ဘကဖာမာတာဝန်ရှိသူအဖြူအကြော်ကလေးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဘူးတလင်းမျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းညာဦးခရိုင်တရင်တော်ဘူးတလင်းမျိုးနဲ့ဘကဖာအဖွဲ BA ဘာမာအာမီတရင်တင်ပြည်သူ့အထံတိုက်ခိုက်ရေးအဖွဲဒီပရင်နဲ့ဘူတောက်တဲ့အဖွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတော့ Sweden ပင်စင်ရံပုံငွေအဖွဲ့ AP7 သည်အိန္ဒိယဆက်လက်နက်ကုမ္ပဏီဖြစ်သည့် Bharat Electronic Limited BEL, Hindustan Aeronautics Limited HAL, Thai Yanan Company PTT, Exploration and Production PTTEP နှင့် Japan Yanan မြုပ်နှံမှုလုပ်ငန်းကြီး Sumitomo Corporation တို့ရှိ၎င်း၏ယင်းမြုပ်နှံမှုများအားပြန်လည်ရုပ်သိမ်းလိုက်ကြောင်းကြေညာခဲ့ပါသည်။ ထို့သောဆွီဒင်ပင်စင်ရမုံငွေအဖွဲ့ကစစ်တပ်နှင့်ဆက်နွယ်သောကုမ္ပဏီများထံမှအမေရိကန်ဒေါ်လာတန်ပေါင်းများစွာရရှိသည့်ယင်းနည်းမြုပ်နှံမှုများပြန်လည်ရုပ်သိမ်းမှုပေါ်ကြိုးစုကြောင်း Justice for Myanmar GMF Swedish Burma Committee SBC နှင့် Fair Finance Guide တို့ကထုတ်ပြန်ကြေညာခဲ့ပါသည်။ GMF အဖွဲ့ဤထုတ်ပြန်ကြေညာချက်များအရ BELN HAL တို့သည်မြန်မာစစ်တပ်ထံဆက်လက်နက်နှင့်တခြားစစ်ပစ္စည်းကိရိယာများရောက်ချခဲ့ကြောင်း PDDEP သည်စစ်အုပ်စု၏အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်သည့်ကမ်းလွန်တဘာဝတံငွေစီမံကိန်းတစ်ခုတွင်စစ်အုပ်စုနှင့်အတူကြီးကြပ်လုပ်ကိုင်နေကြောင်း Sumitomo Corporation သည်စစ်အုပ်စုထိန်းချုပ်ထားသည့်စက်သွေးကုမ္ပဏီ MPD နှင့်ပူးတွဲကြီးကြပ်လုပ်ကိုင်နေပြီးစစ်အုပ်စု၏ဒီဂျစ်တယ်ဖိနှိပ်မှုများတွင်ပါဝင်ပတ်သက်နေကြောင်းထုတ်ပြန်ထားပါသည် ပြီးခဲ့သည့်နိုဝင်ဘာလတွင် Justice for Myanmar GMF Swedish Burma Committee SPC နှင့် Fair Finance Guide တို့ကထုတ်ပြန်ခဲ့ပြီးပူးတွဲဆန်းစစ်လေ့လာမှုတွင်အဆိုပါဆွေတင်ရန်ပုံငွေဖွဲ့များသည့်မြန်မာနိုင်ငံရှိစစ်အုပ်စုအားပတ်မိုးကူညီနေသည့်ကုမ္ပဏီဆက်နှစ်ခုတွင်ဆွေတင်ငွေခရိုနာ4.6ဘီလီယံယင်းနှုန်းမြုပ်နှံထားကြောင်းနှင့်၎င်းတို့ထဲတွင်ဆွေတင်ပြည်သူ6တန်းဤပင်စင်ငွေများထည့်ဝင်ထားသည့် AP7 ကအများဆုံးယင်းနှုန်းမြုပ်နှံထားကြောင်းထုတ်ပြန်ထားပါသည် Justice for Myanmar အဖွဲ့သည်မြန်မာစစ်တပ်၏လူအခွင့်အရေးချိုးဖောက်မှုများထုတ်ဖော်ရေးစစ်တပ်အားကမ္ဘာလုံးဆိုင်ရာဆက်လက်နက်တားဆီးပိတ်ပင်ရေးနှင့်စစ်တပ်၏ဝင်ငွေအရေးမြင့်များကိုဖျက်တောက်ရေးတို့ကိုဒဇိုင်းမမတ်လှုပ်ဆောင်နေသောအဖွဲ့ဖြစ်ပြီး၎င်း၏ရဲရင်စံသစ်သောလှုပ်ဆောင်ချက်များကြောင့်ပြီးခဲ့သည့်ရဲတပ်တစ်ပတ်ကကမ္ဘာ့ကုန်သိက္ခာအကြီးဆုံးဆုတစ်ခုဖြစ်သော Right Livelihood Award ချီးမြှင့်ခံရသောအဖွဲ့လည်းဖြစ်ခဲ့ပါသည်။ ဆက်လက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရတယံဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိတစ်တော်ပတ်ဝန်းကျင်ကဏ္ဍဤတယံဇာတစီမံခန့်ခွဲမှုကဏ္ဍမှဝန်ထမ်းများကိုအသက်အန္တရာယ်ချိန်ချောက်ခံနေရသဖြင့်ဒီဇင်ဘာလတရက်မှစ၍လုပ်ငန်းတာဝန်များယာယီရဲဆိုင်လက်ကြောင့်ကြေညာထားပါသည် အမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးနေမြေတွင်တဘာဝတယံစာတများရေရှိတည်တံ့ရေးဒေတာတွင်လူမှုစီးပွားရေးအခြေခံလိုအပ်ချက်များအတွက်တဘာဝတယံစာတမှအထောက်ပံ့ဖြစ်စေရေးအခွန်ဝင်ငွေများရရှိရေးတို့ကိုဗတ်စုံတောင်းဆုံးမှထည့်သွင်းစဉ်းစားလျက်တယံစာတစီမံအုပ်ချုပ်ရေးဆိုင်ရာဂျာကာလာအရေးပေါ်လှုံ့ထုံလုံးဤများတစ်တော့ပဝင်းကျင်ကဏ္ဍနှင့်တတ်ထူကြောင်းမြက်ကဏ္ဍအားအစိုးရ၏လက်ညှိုးမှုအောက်တွင်ရေးဆွဲခြင်းသုံးလျက်ရှိပြီးတယံစာတစီမံခန့်ခွဲမှုများအရေးယူထိန်သိမ်းမှုများဆောင်ရွက်နိုင်သည့်အထိဝင်ကြီးဌာနစတင်ဖွဲ့စည်းသည့်လာမစတင်၍ဆွမ်းဆောင်ရည်မြင့်တင်မှုအစဉ်အဆက်ကို တိစောက်လာခဲ့ကြောင်း NUG အစိုးရကပြောဆိုထားပါတယ် ဂျာကာလာအရေးပေါ်လှုံ့ထုံလုံနည်းများနဲ့အညီတင့်နေတစ်တော်ထွက်ပစ္စည်းများစီမံခန့်ခွဲရာတရားမဝင်တင့်နေတစ်တော်ထွက်ပစ္စည်းများထုတ်လုပ်သိမ်းဆောင်မှုကိုစီစစ်အရေးယူခြင်းဒဏ်ကြေးကောက်ခံခြင်းဒေတာရင်အသုံးပြုမှုအတွက်အခွန်ဒဏ်ကြေးဖြင့်တည်ဆောင်ခွင့်ပြုခြင်းလုပ်ငန်းများမှာတော်လှန်ရေးကာလအခြေအနေရရနှင့်လျော်ညီသည့်ဌာနဖွဲ့စည်းပုံဝန်ထမ်းအင်အားစုဖွဲ့မှုဆက်ဆက်ဌာနဖွဲ့စည်းများနှင့်ပေါင်းဆက်ဆောင်ရွက်နေသည့်နည်းလမ်းများကိုအသုံးပြု၍2022ခုနှစ်မှစတင်ပြီး2025ခုနှစ်ဇူလိုင်လအထိတော်လှန်ရေးအစိုးရအတွက်ရန်မုံငွေကျပ်28ဘီလီယံကျော်ရှာဖွေပေးနိုင်ခဲ့ကြောင်း င်းသိပေးထားပါတယ်။အစိုးရ၏မူဝါဒကြကလာလှုံထုံလုံနီးညွှန်ကြားချက်များနဲ့အညီဝန်ထမ်းများကလုပ်ငန်းများအကောင့်ထက်ပေါ်ဆောင်ရွက်ရာတွင်စီမံခန့်ခွဲမှုမူပေါင်းတွင်ကြော်လွန်ဆွတ်ဖက်မှုများအတားအဆီးနှင့်ဖိနှိပ်မှုများအားပရိပခါများနှုတ်အားဖြင့်တို့၎င်းလက်နက်အားကိုဖြင့်တို့၎င်းအနေအပြုချိန်ချမှုများအကြမ်းဖက်လုပ်ရက်တပြက်မှုများပေါ်ပေါက်လာခဲ့ကြောင်းသိရပါတယ်။ ထို့သောပေါ်ပေါက်လာသည့်အတွက်ဖြစ်စဉ်အလိုက်ထိုက်တင်သည့်ဖြည့်ရှင်မှုရရှိရန်ဝင်ကြီးဌာန၏တာဝန်ရှိသူများကအစိုးရအဖွဲ့အတွင်းအစစ်အစစ်ကြိုးစားညှိနှိုင်းဖြည့်ရှင်ရန်လှုံ့ဆော်ခဲ့တော်လဲတိုးတက်မှုမရှိဘဲဝင်ကြီးဌာနဝန်ထမ်းများနှင့်တင်းနှင့်တည်တော်ထွက်ပစ္စည်းများစီမံအုပ်ချုပ်မှုလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အုပ်ချုပ်ရေးနှင့်လုံခြုံရေးဝန်ထမ်းများအတွက်ပါစီမံခန့်ခွဲမှုအခက်အခဲများနှင့် NDA မကင်းသည့်အခြေအနေများကိုဆက်လက်ကြုံတွေ့ရသည်ဟုဆိုပါသည် တို့ဖြစ်ပါ၍ဝင်ကြီးဌာန၏တည်တော်ပဝင်းကျင်ကဏ္ဍအနေဖြင့်တင်းနှင့်တည်တော်ထွက်ပစ္စည်းများတရားမဝင်ထုတ်လုပ်တည်ဆောင်မှုကိုတားမြစ်ရည်ယူခြင်းနှင့်အခွန်တန်ကြီးကောက်ခံခြင်းအပါအဝင်စီမံခန့်ခွဲမှုကိစ္စရပ်များအား2025ခုနှစ်ဒီဇင်ဘာလ1ရက်မှစတင်၍ပဝင်းဆောင်ရွက်ခြင်းမပြုတော့ဘဲရာယီရဲဆိုင်လိုက်ကြောင်းကြေညာထားပါသည်။ တစ်တော့ပဝင်းကျင်ကနဝင်သားများအားလုံးသည်အမျိုးသားညီညွတ်ရေးအစိုးရပါဝင်အများပြည်သူတရက်လုံးနှင့်အတူဒေါ်လာရည်ရည်တည်ချက်နှင့်ယုံကြည်မှုများကိုဆက်လက်ကင်ဆွဲ၍စစ်အာဏာရှင်အမြင့်ပြတ်သည့်အထိဒေါ်လာရည်တွင်မိမ့်မတုံပါဝင်လျက်ရှိကြောင်းတရင်စတားနှင့်တဘာဝပဝင်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါသည်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့မန္တလေးတိုင်းတောင်သာမြို့နယ်ခြေရွာများသို့စစ်ကြောင်းထိုးရန်ထွက်လာသောအစံပတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သား18ဦးသေဆုံးခဲ့ကြောင်းမြင်းခရိုင်အမှတ်3တပ်ရင်းဒုတပ်ရင်းမှကိုမင်းသားကြီးကပြောဆိုပါရယ် နိုဝင်ဘာလ29ရက်နေ့တောင်သာမြို့ပေါ်မှာလက်သေးချင်းမြင်းတဲရွာဘက်သို့အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာကြောင်းသတင်းရရှိသဖြင့်မြင်းကျန်ခရိုင်အမှတ်3တပ်ရင်းမှဒုတပ်ရင်းမှမင်းသားကြီးဦးဆောင်လာသောစစ်ကြောင်းနှင့်မဟာမိတ်အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရှိရပါသည် ထို့နောက်အကြံဘတ်စစ်တပ်ကတာလွန်အင်အားဖြင့်မြင်းတီရွာရှိပြည်သူနေအိမ်တချို့ကိုမိရှုဖျက်ဆီးခဲ့ကြောင်းဒီဇင်ဘာလ၂ရက်နေ့တွင်လည်းတောင်တာမြို့မှစစ်တပ်ကမကြီးပင်တဲရွာဘက်သို့အင်အားများပြားဖြင့်စစ်ကြောင်းထုတ်ဝင်ရောက်လာသဖြင့်မြင်းကြံခရိုင်အမှတ်သုံးတပ်ရင်းတက်ခွဲတက်ခွဲမှုငတုံဦးဆောင်သောစစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည် အဆိုပါတိုက်ပွဲများတွင်စစ်တပ်ကအထိနာပြီးဘဲခင်းကျော်ရွာဘက်သို့စစ်ကြောင်းထိုးဝင်ရောက်ကာပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြောင်းထိုမိရှုနေစဉ်တွင်မြင်းကြံခရိုင်အမှတ်3တရင်မှဒုတရင်မုံမင်းသားကြီးဦးဆောင်သောစစ်ကြောင်းနှင့်မဟာမိတ်တပ်များကလက်နက်ကြီးလက်နက်ငယ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်တပ်ကတောင်သားမျိုးပေါ်သို့ပြန်လည်ဆုတ်ခွာခဲ့ကြောင်းစစ်တပ်၏မိရှုဖျက်ဆီးမှုကြောင့်ဘဲခင်းရွာကျော်ရှိနေအိမ်90လုံးမိပြကြခဲ့ကြောင်းသိရပါသည် တော်လိုင်းရဲတပ်သားများဤထိခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား9ဦးသေဆုံးကတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်မန္တလေးတိုင်းတောင်သာမြို့နယ်တွင် လာမည့်ကာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ရန်စစ်တပ်ကနေမြေရှင်းလင်းအမည်တပ်၍စစ်ကြောင်းထုတ်မှုများဇက်တိုက်လှုံ့ဆော်နေကြောင်းတော်လိုင်းရင်တရင်ရင်မြများဤပြောဆိုချက်များရသိရှိရပါသည်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ကမ္ဘောဒီးယားပေါ်တိခန်နိုင်စွာကုံဆုံသွားပြီးဟုထိုင်းစစ်တပ်ကကြေညာလိုက်ပြီးထိုင်းဝင်ကြီးချုပ်အနှုတင်ကလည်းထိုင်းစစ်တပ်ဤစီရေးဆောင်ရွက်ချက်များအပြည့်အဝထောက်ခံကကမ္ဘောဒီးယားကိုအရှိန်ဟုန်ဖြင့်စစ်တိုက်ရန်မီးစိမ်းပြခွင့်ပြုလိုက်ပြီးဟုတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ ထိုင်းစစ်တပ်ကတရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်၍ကမ္ဘောဒီးယားပေါ်သီးခံနိုင်စွမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်းထိုင်းစစ်တပ်အနေဖြင့်တိုက်ပွဲဝင်ရန်အပြည့်အဝအသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်းကမ္ဘောဒီးယားကလက်နက်ကြီးများအသုံးပြုတိုက်ခိုက်ပါကထိုင်းစစ်တပ်ကအင်အားပြည့်တိုက်ခိုက်ရန်အသင့်ပြင်ထားပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာပါသည်ထိုင်းပြည်သူလူထုနှင့်အချုပ်ချာအာဏာအတွက်လိုအပ်သောအရေးယူဆောင်ရွက်မှုများအားလုံးကိုထိုင်းစစ်တပ်ကအပြည့်အဝလှုံ့ဆော်သွားမည်ဖြစ်ကြောင်းထိုင်းစစ်တပ်ကိုထိုင်းပြည်သူများကအပြည့်အဝယုံကြည်မှုထားရှိရန်ထိုင်းစစ်တပ်ကလည်းတောင်းဆိုထားပါသည်။ ထိုင်းနိုင်ငံကမ္ဘောဒီးယားနှစ်နိုင်ငံသည်နေဆက်ဒေတာဆိုင်ရာအငင်းပွားမှုများနှင့်ပတ်သက်၍ရခိုင်ကလည်းလက်နက်ကင်ပြိပခါများဖြစ်ပွားခဲ့တော်လဲလက်ရှိကာလတွင်ဖြစ်ပွားနေသောစစ်ရေးတင်မာမှုမှာအမြင့်ဆုံးသို့ရောက်ရှိနေခြင်းဖြစ်ပါသည်ထို့ပြင်ထိုင်းဝန်ကြီးချုပ်အနုထင်ကလည်းစစ်တပ်၏စီးရေးဆောင်ရွက်ချက်များကိုအပြည့်အဝထောက်ခံပြီးလက်ရှိစီးရေးလှုပ်ရှားမှုများကိုရပ်တန့်စရာမရှိတော့ကြောင်းကမ္ဘောဒီးယားရှုံးနိမ့်အာကုံသွားသည့်အထိတိုက်ခိုက်မည်ဖြစ်ပြီးစစ်တပ်ကိုလည်းစစ်တိုက်ရန်အမိန့်ပေးခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါသည် ထိုင်းဝန်ကြီးချုပ်ကထိုင်းပြည်သူများကိုကာကွယ်ရန်ကိုသာအဓိကအာရုံစိုက်ထားပြီးကြံသောအရေးကိစ္စများကိုဂရုစိုက်မည်မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုပါရယ်။ကမ်ဘောဒီးယားနှင့်ထိုင်းတို့သည်ဒီဇင်ဘာလ10ရက်နေ့မှစတင်ပြီးနှစ်နိုင်ငံအပြင်ထံတိုက်ခိုက်မှုများစတင်ခဲ့ပြီးယခုနှစ်အတွင်းဒုတိယအကြိမ်မြောက်နယ်စပ်ဒေသတိုက်ပွဲများဖြစ်ပေါ်လာခြင်းဖြစ်ပါရယ်။ဆလပီရန်ကုန်မြို့လေကောင်းတွင်ဒီဇင်ဘာလ10ရက်နေ့အတန်းဒိတ်တပိတ်တွင်ပြည်သူများပူးပေါင်းဆောင်ရွက်ရေးနှင့်စစ်တပ်၏အတူရောင်ရွက်ကောက်ပွဲဆန့်ကျင်ရေးအတွက်ရန်ကုန်လူထုတပိတ်ကစိုင်းပုတ်ထောင်းနှိုးဆော်လိုက်ပါသည် ီဇင်ဘာလ9ရက်နေ့ရန်ကုန်လူထုတပိတ်မှာရဲဘော်များကရန်ကုန်မြို့လေကောင်စူးလေလူကူတဒါအနီးအတန်တိတ်တပိတ်ပြည်သူများပူပေါင်းပါဝင်ရင်းနဲ့စစ်တပ်ဤအတူရောင်ရွေးကောက်ပွဲစံချိန်ရေးအတွက်ဆိုင်းပုတ်ထောင်ရေးဆန္ဒပြခဲ့ကြောင်းအဆိုပါဆန္ဒပြမှုမှာအတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုကြောင်းစံချိန်ချင်းဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်တွင်ပြည်သူတရက်လုံးကအတူတကွာပူပေါင်းပါဝင်ကြရန်အသိပေးနှိုးဆော်ခြင်းလူထုလွမြောက်ရေးအတွက်လူထုကိုယ်တိုင်ရုန်းကန်ရမည်ဖြစ်သည်ဟုဆိုသောရည်ရွယ်ချက်များဖြင့်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ရင်းပြင်တူရောင်ရေကောက်ပွဲနှင့်၎င်း၏အလွန်ကာလတွင်လည်းလူတို့၏ပုံကံအန်တုမှုရှိမှသာလွမြောက်မှုအစစ်ကိုရရှိနိုင်မည်ဖြစ်ကြောင်းအသိပေးလုံဆောင်လိုက်ကြောင်းဆန္နာပြဆိုင်ပုံဓာတ်ပုံထဲမှအမိုက်ပုံးမှအတူရောင်ရေကောက်ပွဲ၏မဲပုံများကိုရည်ရွယ်ခြင်းဖြစ်ကြောင်းအကြံပတ်စစ်တပ်၏ကျင်းပမည်ရေကောက်ပွဲမဲပုံများတွင်ပြည်သူလူထု၏ထောက်ခံမည်မရှိသောအတူရောင်ရေကောက်ပွဲဝင်ပြည်သူချင်းပတ်ကိုယ်စားလှယ်လောင်းများသို့တုံးစားမရသောပြည်ဖြတ်အမိုက်ကောင်များစုပုံစုပြစ်ထားခင်ရမည်အမိုက်ပုံးများဟုပင်မှတ်ယူမည်ဖြစ်ကြောင်းရန်ကုန်လူထုတပိတ်ကဆိုပါသည် ဆက်လက်ပြီးနောက်ဆုံးသတင်းတစ်ခုအနေနဲ့တနိုင်ငံလုံးအတိုင်းအတာဆင်နွှဲမည်အတန်တိတ်တပိတ်တွင်တိတ်ဆိတ်ခြင်းဟာအကျေလောင်ဆုံးသောဟေ့ကျွေးသံဖြင့်ပြည်သူလူထုတရက်လုံးပါဝင်ကြရန်တပိတ်အင်အားစုများကတိုက်တွန်းနှိုးဆော်လိုက်ကြောင်းသိရပါသည်ဒီဇင်ဘာလ10ရက်နေ့တွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်မည်အပြစ်မထွက်အတန်တိတ်တပိတ် Silence Right Night တိတ်ဆိတ်ခြင်းဟာအကျေလောင်ဆုံးသောဟေ့ကျွေးသံဖြင့်ပြည်သူလူထုတရက်လုံးပါဝင်ကြရန်အလေးနက်တိုက်တွန်းနှိုးဆော်လိုက်ကြောင်းသိရပါသည်ငါတို့မျိုးငါတို့ပိုင်နဲ့ငါတို့ငြိမ်ချင်ငြိမ်မယ်ငါတို့လှုပ်ချင်လှုပ်မယ်ဟုတပိတ်အင်အားစုများနဲ့ပြည်သူများကကြွေးကြော်ထားပါတယ် ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နေပါစေ။